မကြခင်မှာ2026ကိုရောက်တော့မယ်เนาะ2026ကဖုံးရွှေအရာဆိုလို့ရှိရင် Fire Horse မီးမြင့်နှစ်ကိုကြားရောက်မှာဖြစ်ပါတယ်ဒီနှစ်အတွင်းမှာတကယ်ကိုအောင်မြင်မဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုကျွန်မပြောပြပါမယ်မီးမြင့်နှစ်မှာအောင်မြင်မဲ့စီးပွားရေးလုပ်ငန်းတွေကတော့အင်ချမ်းမြေစီးပွားရေးလုပ်ငန်းတွေစားတောက်ဆိုင်လုပ်ငန်းတွေ Information Technology Media လုပ်ငန်းတွေဆောက်လုပ်ရေးလုပ်ငန်းတွေအောင်မြင်သွားမှာဖြစ်ပါတယ် တကယ်လို့ကိုကဒီလုပ်ငန်းတွေက တခုခုကိုလုတ်ကင်ဖို့စဉ်းစားထားရဲဆိုရင်တော့လုတ်ကင်ဖို့ကျမကအကြံပေးတင်ပါတယ်တကယ်ကိုအောင်မြင်ပါလိမ့်မယ်ဒါမှမဟုတ်ကိုကဒီလုပ်ငန်းလေးကိုလုပ်ကင်နေပြီးသားလုပ်ငန်းရှင်တယောက်ဖြစ်တယ်ဆိုရင်တော့ကျမက congratulation လို့ပြောချင်ပါတယ်။ရှင်တို့ရဲ့အောင်မြင်မဲ့ခုနှစ်ကိုရောက်ပါပြီ။ဒီနေ့မှတတိထားရမယ့်လုပ်ငန်းလေးရှိပါတယ်။အဲ့ဒါကတော့ တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေငါးဖက်လုပ်ငန်းခီးသွားလိုက်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကတော့အထူးသတိထားရပါမယ်။ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းတွေက water ကိုကိုစားပြုထားတဲ့ရေစွမ်းအင်ပါဝင်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။လာမယ့်နှစ်ကမီးစွမ်းအင်အားကြီးတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မီးနဲ့ရေဟာစွမ်းအင်ပဏိပခကာလကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ မီးကိုကိုစားပြုတ်ပြီးမွေးလာတဲ့လူတွေကတော့သူတို့ရဲ့ကိုပိုင်ဆွမ်းအင်နှစ်ဖြစ်ပါတယ်။ကိုကိုတိုင်ကမီးဆွမ်းအင်အားကောင်းထားရဆိုရင်တော့ဆွမ်းအင်နှစ်ထပ်ကွန်ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာအရန်ကိုမှဘန်းနှစ်ဖြစ်ပြီးတော့မှစောတကားတက်ချင်တဲ့စိတ်တွေစိတ်အလောကြီးရာတွေစိတ်မောပန်းရာတွေကြုံလာနိုင်ပါတယ်။ batch weight ဒါပေမဲ့စီးပွားရေးအရတော့ငွေကြီးကြီးတူတက်မဲ့ခုနှစ်ဖြစ်ပါတယ် congratulations ပါ တစ်တဲ့နဲ့ရေတက်ကို ကိုစားပြုတ်ပြီးမွေးလာတဲ့လူတွေကတော့နည်းနည်းလေးကူးဆက်ရပါမယ်။ကိုရဲ့ငွေကြေးရေးလေးတွေကိုနည်းနည်းလေးထိန်းထားဖို့လိုအပ်ပါတယ်။ရင်းနှီးမြုပ်နှံတာတွေကိုခဏလေးထိန်းထားပါအောင်ရှင်။2026မှာတော့မလုပ်ပါသေးနဲ့哦။2026ခုနှစ်အတွင်းမှာအိမ်ချမြေဝယ်ယူစုဆောင်ဖို့စဉ်းစားနေရတဲ့ဆိုရင်တော့စပြီးတော့မှလုပ်ဖို့အကြံပေးခြင်းပါတယ်2026ကအမြင့်တက်လေအကောင်းနေနေဖြစ်ပါတယ် ခြုံငုံပြီးပြောရလို့ရှိရင်မီးဆိုတာကစီးပွားရေးတိုးတက်မှုကိုကိုစားပြုထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ fire force ဖြစ်တဲ့မီးပေါ်မှာမြေအရန်နှင်မြန်တွက်လက်ပြီးတော့မှအမောပန်းခံနိုင်တဲ့ အနီမတ်ကိုကိုစားပြုထားတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြီးအရာအချိန်အဟုန်နဲ့တိုးတက်လာမဲ့နှစ်ဖြစ်ပါရဲ့ရှင်ဒါကတော့ခြုံငုံသုံးသက်ချက်ပါတဦးနဲ့တဦးစွမ်းအင်ကိုစားပြုမှုခြင်းပေါ်မှာမူတည်ပြီးတော့မှရလက်တွေကတော့တူမှမဟုတ်ပါဘူးကျမကဒါဟာတမ်းတိထားရမယ့် information လေးတစ်ခုကိုပြပြပေးတာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုက personal check information နဲ့ဖုံးရွှေအကြံပေးမှုရယူခြင်းနဲ့ဆိုရင်တော့အချက်ကိုဆက်သွင်းနိုင်ပါတယ်။အချက်ကတော့ဖုံးရွှေပညာရှင်ဖုံးရွှေအကြံပေးတယောက်ဖြစ်ပါတယ်။ခြေမှုဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။